အစာအသောက်တွေထဲမှာတားမြစ်ဓာတုဆေးဖြစ်တဲ့ formalin ကိုထည့်သွင်းသုံးစွဲရင်အမျိုးသားအစာအသောက်ဥပဒေနဲ့အရေးယူသွားမယ်လို့အစာအသောက်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာန FDA ကအောက်တိုဘာ23ရက်နေ့မှာအသိပေးကြေညာလိုက်ပါတယ်။ဈေးကွက်မှာရောင်းချနေတဲ့ပဲသွေးပဲပြာမုတ်ဖက်စရာရီမှာစားသုံးသူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့တားမြစ်ဓာတုပစ္စည်းဖော်မလင်ထည့်သွင်းတာတွေကို ခွင့်မပြုဘူးလို့ဆိုပါတယ်ဖော်မလင်ထည့်သွင်းအသုံးပြုထားတဲ့အစာအတောက်တွေကိုစားသုံးမိရင်လက်တလုံးမှာတော့ခေါင်းမူတာခေါင်းကြိုက်တာအော့အန်တာဘိုက်နာတာအသက်ရှူရခက်ခဲတာတွေဖြစ်ပေါ်စေနိုင်တယ်လို့ရေရှည်စားသုံးမယ်ဆိုရင်တော့အစာအိမ်အနာဖြစ်တာအသက် ကြောက်ကတ်တွေပြက်စီးတာကင်းစာယောဂါတွေဖြစ်ပွားစေနိုင်တာတို့အပြင်ကိုဝင်ဆောင်အမျိုးသမီးတွေနဲ့ကလင်းငယ်တွေမှာဖော်မလင်အဆိပ်သင့်မှုပုံမဖြစ်ပွားနိုင်ပြီးစားသုံးမိမယ်ဆိုရင်တော့တရေသားဖွင့်ပြမှုထိခိုက်တာနဲ့ကလေးတငယ်တီးထွားမှုပြဿနာတွေဖြစ်ပွားစေနိုင်တာကြောင့်မစားသုံးဖို့ကို FDA ကအသိပေးထားပါတယ်။ အစာအတောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့လည်းအစာအတောက်တွေမှာတာမြင့်ဓာတုပစ္စည်းဖော်မလင်ကိုလုံးဝထည့်သွင်းသုံးစွဲခြင်းမပြုဖို့နဲ့လိုင်းနာဆောင်ရွက်မှုမရှိဘူးဆိုရင်အမျိုးသားအစာအတောက်ဥပဒေပုံမှန်28ကကြီအရာအရေးယူသွားမယ်လို့ FDA ကထုတ်ပြန်ထားပါတယ်။ကျမကတော့စိတ်မှ